ရိုဟင်ဂျာတွေတိမ်းတဲ့ချီပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးကြရတဲ့ဖြစ်ရပ်မှာမြန်မာစစ်တပ်ရဲ့နေမြေရှင်းလင်းမှုတွေဟာလူမျိုးတုံးတပ်ဖြတ်မှုဂျီနိုဆိုက်ကျူးလွန်နေဆိုပြီးအပြည်ပြည်ဆိုင်ရာရာဇဝတ်ခွန်ရုံး ICJ မှာတရားစွဲခံရတဲ့အထိကိုကဘာကြော်ခဲ့ပါတယ်2019ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်ကရိုဟင်ဂျာအရေးအခက်မှာစစ်တပ်အကြီးအကဲတွေကအောက်ခြေစစ်သားတွေကိုအကြမ်းဖက်မှုမျိုးစုံလုပ်ခွင့်ပေးပြီး ိုဟင်ဂျာနိုင်ငံရေးကိုစနစ်တကျလှုပ်ခိုင်းခဲ့တာလို့အဲ့ဒီရေခင်းကာလမှာကိုရိုင်းကိုကြပါဝင်ခဲ့တဲ့ပူကြီးတူကမြန်မာနိုင်ငံကိုပြောပါရယ်လက်ရှိမှာစစ်ကောင်စီတပ်ကိုစွန့်ခွာပြီးစီရီယံဝင်လာတဲ့စစ်တပ်ကတူအပတ်စဉ်51ကပူကြီးနေမျိုးတပ်ဟာစစ်မှုရန်တပ်73နှစ်ရှိပြီးရခိုင်ပြည်နယ်မြောက်ပိုင်းမှာ9နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါရယ်စစ်သားတွေကရိုဟင်ဂျာရွာတွေကိုမိရှုဖျက်ဆီးရသမျှပစ္စည်းကိုယူပြီးလူတွေကိုတတ်တဲ့အဲ့ဒီဖြစ်ရမှာ ဘာတဲလုံစားမှမကြံရလေအောင်စစ်တပ်အကြီးအကဲတွေကအပြောင်ရှင်းခိုင်းတဲ့အကြောင်းတွေကိုဇွဲမှန်ဟုံလို့အမည်ပေးထားတဲ့အဲ့ဒီစစ်စင်ရေးမှာထောက်ပို့အရာရှိအဖြစ်ပါဝင်ခဲ့တဲ့ဗိုလ်ကြီးနေမျိုးတက်ကိုမြန်မာနိုင်ငံကဆက်သွယ်မေးမြန်းထားပါတယ်ခင်ဗျာဘူရရခိုင်ရေးခင်းနေမှာပါဝင်ဘူးတဲ့ဆိုတော့ဘူရအမှဘယ်တော့ဆက်ပြီးတော့တာဝန်ကျတာလဲခင်ဗျာကျွန်တော်ကဟောကြ2015 2015မှာတာဝန်ကျတာကြ2015နေခု2021ဒီပေါ့ ရခိုင်ဘယ်တက်ရင်မှဘွေးတောင်ကြားခဲ့တာလဲရခိုင်ကကျွန်တော်တို့ဘူရီတောင်နဲ့မောင်တုံးနဲ့သွားတဲ့ကာလန်ကာလန်ပြေးမှာပေါ့ဗျာကာလန်ပြေးမှာခလာ233အဲ့မှာသူတို့အခြေဆိုင်အဲ့မှာအဲ့မှာပဲအခြေဆိုင်တာပေါ့တရင်ကဆိုတော့ဒီ2019ရေခင်းကာလမှာဘွေးနေနေကဘလို့တောင်ဝင်နေထန်းဆောင်ခဲ့ရလဲအဲ့ဒီတော့ကကျွန်တော်က2019တော့ကကျွန်တော်တက်ထောက်ဘူကြီးပေါ့ရောတက်ထောက်ဘူကြီးပြီးတော့အဲ့ခါကျတော့အဲ့ဒီရေခင်းမှာကရိတ်ခါပို့ရတာပေါ့နော်ရိတ်ခါပို့တဲ့ရေနန်းတွေမှာ ရင်နှန်းရင်ထက်ရင်နှန်းဦးစီးနဲ့လိုက်ပါပြီးတော့မှကိုရတဲ့ခါကျတော့အဲ့ဒီမှာရှိတဲ့တက်ကစစ်တီလေးအရာရှိတွေနဲ့ကဒါအမြဲတမ်းတွေ့နေရအောင်တစ်ခါကိုနှစ်ခါသုံးခါအဲ့လိုမျိုးအကြောင်းအမျိုးမျိုးတခြားအကြောင်းအရာတွေလင်းရင်စီပို့တာတွေတဲ့အဲ့ခါကျတော့အမြဲတမ်းထိတွေ့ဖြစ်နေတဲ့ခါကျတော့သူတို့တွေဘာလုပ်တယ်ဘာကြိုက်နေဆိုတာကျွန်တော်မြင့်မြင့်လို့ဖြစ်နေတာပေါ့ဗျာအဲ့ဒီ2019မှာဆိုရင်ထူးခြားတဲ့ဖြစ်စဉ်ရှိတယ်ဒီ2019နိစံပိုင်းမှာနေမဲ့ရှေ့တန်းစစ်မျက်နှာကိုအင်အားတွေတိုးချဲ့တာတွေရှိတယ် ရတက်ဖွဲ့တွေဆိုလို့ရှိလို့ရှင်လဲဘွေမမိမယ်ထင်တယ်အဲ့ဒီအင်းနေဖြစ်စဉ်တော့ထောင်ကြခဲ့တဲ့ဒီဒူရမူမိုးရနိုင်လို့ဆိုလို့ရှင်2019 January February လောက်မှာတွေကသူတို့အဲ့ရောက်နေကြပြီအော်တော်တော်ထူးဆန်းတဲ့ဖြစ်စဉ်ကကြတော့ဒီရန်ကုန်တို့မန္တလေးတို့မှာတကယ်လုတ်သက်ရင်ရဲရရှိဝန်ထမ်းတွေကိုရခိုင်ပြည်နယ်မှာဖြန့်ကျက်ထားတာဆိုတော့လေဒီအရေးခင်းတဲ့ပတ်သက်ပြီးတော့တမရောကနေပြီးတော့မှကြိုတင်ပြင်ဆင်ထားတာလားအဲ့ဒါလေးသိကျင်တယ်ခင်ဗျာ အခုကကြတော့ဒီအားလုံးကနေအလင်းငိုက်မိပြီးတော့မှတိုက်ခိုက်ခံရတယ်ဟိုအာစာတိုက်တယ်အဲ့လိုသာပြောတာလေဒါပေမဲ့ချိုးတင်ပြင်ဆင်တာတွေလည်းအများကြီးတွေ့ရဆိုတော့အဲ့ဒီချင်းနေနဲ့ပတ်သက်လို့ဟိုဘွိပါများပြောနိုင်မလဲอืมပြောနိုင်လဲဆိုတော့ပြောမယ်ကြာအဲ့ဒီခါကဘယ်လိုလဲဆိုတော့အရင်တော့ရခိုင်ပြည်နယ်မှာကအဲဟိုဟာရဲတန်ရတင်းရင်းမရှိတာကျွန်တော်တို့လဝဲတဲ့ပြင်ရှီရွာမှာပေါ့နော်အဲ့ဒီဘူရီတောင်မြို့နယ်မလမ်းမကန်နှစ်မိုင်သုံးမိုင်တော့မှာအဲ့ဒီရဲတန်ရတင်းရင်းမရှိတာ ဲ့ဒီလိုပဲနေကြတာအဲ့ဒီတုန်းကလည်းဒီလိုရူညာတွေနဲ့ဒီလိုပဲရူညာတွေနဲ့ရောထွေးရှိတင်ပြီးတော့မှခိုင်းကြရှိအနေဆုံးအဆင့်အလုပ်တွေကိုရူညာတွေအလုပ်တွေအဲ့ဒီမှာအဲ့လိုပဲနေကြတယ်နေကြရင်မှ NLD အစိုးရတက်လာတဲ့အချိန်မှာရစ်တန်ရရှစ်ခုပေါ့နော်အဲ့ဒီဦးသိန်းစိန်နဲ့အဲ့ဒီဒေါ်ဆန်းစုကြည်တို့အစိုးရဂျာအကူပြောင်းကနေစပြီးတော့မှ ဖြစ်လာတာရစ်တန်ရရှစ်ခုတော့ဖြစ်သွားတာရစ်တန်တင်ရင်တင်ရင်မှအင်အားမရှိဘူးဆိုရင်300နဲ့400 ပတ်ဝန်းကျင်မှာရှိတဲ့အနေအထားမျိုးပေါ့နော်ပြိုင်ရိုင်းပေါ့နော်ပေါ်လာတာပေါ်လာတဲ့အခါကျမှခဏပြောတယ်အာစာပေါ့သူတို့ပြောအာစာကနေပြောဝင်တိုက်တယ်ဆိုတဲ့ဟာမျိုးကကျတော့တော်တော်လေးကိုအံ့ဩဖို့ကောင်းတယ်ဟိုသွေးရိုးသွေးရိုးမဟုတ်ဘူးဒါတမင်တကာကိုကအစီအစဉ်ဆွဲနေတဲ့ plan ကဘယ်နှခုနဲ့ခဏဆွဲနေတဲ့ plan လည်းတော့မသိဘူးအခုဒါမျိုးကျမှတက်တက်ဆန်ဆန်ဖြစ်တယ်ဆိုတာကြီးကအာတွေးကြည့်လိုက်ရင်ဒါရှင်းရှင်းလေးပါဒီကိစ္စကဘလို့မှသွေးရိုးသွေးရိုးမဟုတ်ဘူးဒီကိစ္စကသူတို့တွေသူတို့သူတို့ ဟိုစိတ်ထဲမှာအရင်ကနေ့ကစတာကြိုတင်ကြံစီထားတယ်ဆိုတဲ့ဟာမျိုးကိုဒါယူဆလို့ရပါတယ်ကျွန်တော်ဒါယူဆလို့ရတယ်ယုံကြည်လို့လည်းရပါတယ်ကျွန်တော်အနေနဲ့ပြီးတော့ဒီဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဆိုလို့ရှင်2021ဒီအာနာသိမ်းပြီးတဲ့နောက်မှာလုပ်တဲ့တက်မတော်နေမိန်ကုန်မှာဆိုလို့ရှင်ဟိုကလဇိုးတွေကိုသူ့အနေနဲ့နေနေခဲ့တယ်ဆိုပြီးတော့မှပြောတယ်အဲအဲ့လိုမျိုးအသုံးတော့သုံးတာပေါ့ဆိုတော့ဘလောက်ထိကိုရိုဟင်ညာတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီရေခဲမှာဘယ်လိုလုပ်ရမလဲဘလောက်ထိလုပ်ရမလဲဆိုတော့အမိန့်မျိုးနဲ့ပတ်သက်ပြီးတော့ ဟိုအဲ့ဒီအချိန်တော့ဘွေတို့ဘလောက်ထိတိကျွမ်းခဲ့လဲဘလို့မိမျိုးလဲဆိုကျွန်တော်ပြောပါမယ်အဲ့ဒီအချိန်မှာစစ်ကြောင်းကြောင်းလာတယ်ပေါ့အဲ့ဒီရူဝင်ဂျာရွာတရွာရောက်ပြီးရောက်တဲ့အချိန်မှာရူဝင်ဂျာရဲ့ရွာလူကြီးရှိမယ်ပြည်ကြိုက်စင်မော်လဘီဆရာကြီးရှိမယ်ပေါ့နော်သူတို့ကနေပြလိုက်ဆိုရင်ရွာထိပ်တွေကနေပြီးတော့စောင့်ဆိုင်းပြီးတော့မှလာတဲ့စစ်ကြောင်းမှုကိုပေးဖို့ပိုက်ဆံ9သိန်းဆို9 10သိန်းဆို10သိန်း15သိန်းဆို15သိန်းအဲ့လိုပြောသူတို့တတ်နိုင်တဲ့ဟာပြည်ကြိုက်ရွှေ အဲသူတို့ကအပြင်မှာစောင့်နေတာအဲ့လောက်ထိကိုသူတို့တွေကသူတို့ရွာကိုမဖြတ်စည်းဖို့သိကြပြီဆိုရင်သူတို့ကိုမောင်းထုတ်ဖို့ပေါ့နော်သူတို့ကိုမောင်းဒါရှင်ရှင်တွေသူတို့ကိုမောင်းထုတ်လိုက်ပြီးဟိုဘက်မှာပင်လေကြီးပဲရှိတယ်ဒါသူတို့ဘက်ကနေကျွန်တော်ကသူတို့ဘက်ရှိနေလဲမဟုတ်ဒါကပြောပြတာပင်လေကြီးပဲရှိတယ်သူထွက်ပြေးလို့မရဘူးအဲ့ဒီဘက်ကအပိတ်ပင်လေကပင်လေကိုလည်းပြုတ်သွားလို့လည်းမရဘူးကလေးဆိုရင်လည်းလေးပဲရှိတာကလေးနဲ့လည်းကုမရဘူးပင်လေကအဲ့လိုမျိုးရှိနေတဲ့အချိန်မှာသူတို့တွေကသူတို့ရွာတွေကိုဒါမျိုးတော့မျိုးမလုပ်ဖို့ဆိုပြီးတော့မှရှိရနေပြီးရစဉ်သူတို့ ခေါင်းဆောင်တွေရနေပြီးတော့ထွက်ပြီးပတ်စံနေနဲ့ပတ်စံနဲ့နှိမ့်တာပေါ့ဗျာစစ်ကြောမှုတွေကိုနှိမ့်တာနှိမ့်တဲ့အချိန်မှာအဲတချို့စစ်ကြောမှုတွေကြတော့လဲအဲပတ်စံယူလိုက်တယ်ပေါ့တချို့စစ်ကြောမှုတွေကြတော့လဲမရဘူးနည်းနည်းလေးထပ်ပြီးတော့မှအတွန်းတက်ပြီးတော့မှရှာမယ်အိမ်မျိုးရှာမယ်ဘာလို့မယ်ညာလို့မယ်ဥပမာဆိုအဲ့ဒီချိန်တော့နာမည်ကြီးတက်မှ33သခိုင်းခြေဆိုင်ပေါ့နော်ဒါတို့စစ်ကြောမှုတွေဆိုရင်တို့ကလာမယ်လာပြီးတော့ဆိုရင်အသေးအတန်ရှာမယ်တို့စစ်ကြောမှုတွေတခါလဲပြောလိုက်ပြီးသားအပေါ်ကနေပြောဆိုရင်ကျွန်တော်ကနေအကျန်းဖက်သမားတွေရှိရဲအကျန်းဖက်သမားတွေ ဒုဒါလက်နဲ့ဒီအေးရောက်တွေထဲမှာဖွက်ထားတယ်အဲ့တော့လိုက်ရှာအမျိုးသမီးတွေကလိုက်ရှာအဲ့တော့ဒါအမျိုးသမီးဆိုရင်ဝင်လိုက်မယ်အရာရှိတယောက်ကစစ်ဖို့တယောက်ကဝင်မယ်အိမ်ထဲကနေပြောဆိုရင်အမျိုးသားတွေကိုအပြုံထွက်ခိုင်းမယ်ထွက်ခိုင်းပြီးတော့ဆိုရင်အမျိုးသမီးတွေကိုထဲထဲမှာအိမ်ထဲမှာတန်းစီခိုင်းမယ်တန်းစီပြီးတဲ့အခါကျရင်ဆိုရင်မင်းတို့ကောင်တွေဒီအဲ့အမျိုးသမီးတွေကိုအကုန်လုံးဟိုဘသားတွေကိုချွတ်ချွတ်ပြီးတော့ဆိုရင်ဒါရှာဖို့နော်ရှာဖို့ဒါသူတို့ရဲ့အဲဒေဒီနာနဲ့လက်နဲ့အကုန်သိမ့်မယ်အဲ့တော့ဘာမှမဟုတ်တဲ့ဓမ္မတွေပါသိမ့်တယ်ကျွန်တော်ပြောတာဓမ္မတွေအကုန်လုံးသိမ့်ပြီးတော့ဆိုရင် ဟိုပြဿနာကိုမိဂွတ်ထုံပြီးတော့ရှာတဲ့ပုံစံအနေထားမျိုးပေါ့နော်အဆင်အတန်းမရှိဘူးဒါတွေအကုန်လုံးလုပ်တယ်ဘာပဲဖြစ်ဖြစ်အဲ့ဒါတွေ့ပြီဆိုတော့မျိုးလုံးလည်းတက်လိုက်လို့ရပြီဆိုတဲ့အနေအထားမျိုးဟိုဆိုတာဖြစ်တာဖြစ်တဲ့အတွက်အကုန်လုံးလည်းအကာအွယ်ပေးထားတာဖြစ်တဲ့အတွက်သူတို့ဘာမှမစလုပ်တယ်ဘာမှမစလုပ်တယ်အကုန်လုံးလုပ်မယ်အဲ့တော့သူတို့တွေတနတ်တွေနဲ့ဝိုင်းပြီးတော့ပြစ်ကြမယ်တချို့ဆိုရင်အဲဘာတွေလဲဆိုတော့အဲ့ခဏပြောတဲ့ဖိုဒီမမတို့ RPG တို့တွေကတုံးပြီးတော့မှဘာမှမဟုတ်တဲ့အထဲကိုဘာမှမဟုတ်တဲ့ရွာတစ်ခုကို ဒါမျိုးတွေလွတ်လွတ်စပယ်ကိုပြစ်ပလိုက်တာပြစ်ပလိုက်တဲ့ဟာကိုလည်းနောက်ပိုင်းကနေပြီးတော့အကာအကွယ်ပြန်ပေးထားတယ်ဒီဒီသုံးတဲ့ကြီးတွေနဲ့ပတ်သက်ပြီးတော့ဆိုရင်အလကားဒီတိုင်းပဲဘာမှစီးရင်တရားမရှိဘူးမလို့ဒီသုံးတဲ့လက်နက်ကြီးကြီးနဲ့ပတ်သက်ပြီးတော့လည်းမလို့ပဲနဲ့ကိုဒီတိုင်း open ပေါ့ open သုံးွင့်ပေးထားတဲ့အနေထားမျိုးတွေဆိုတော့ဒါကမင်းတို့ကြိုက်တာလို့မင်းတို့ကြိုက်တာလို့ဘာပဲဖြစ်ဖြစ်အင်းဘာပဲဖြစ်ဖြစ်ငါတို့ကာကွယ်ပေးထားမယ်ဆိုတော့အနေထားမျိုးကိုဒါ ်တက်ရောက်စီပါတယ်เนาะဒါကကျွန်တော်တစ်ထောက်ဘူကြီးလေးလှုပ်ခဲ့တာဆိုတဲ့ခါကျတော့တကယ်ခြေသုံးစင်းနဲ့ပတ်သက်တဲ့ဟာမျိုးတွေပါတယ်ဆိုရင်လည်းကျွန်တော်သိနေတာကြီးကိုသူတို့တွေဘာတွေပြစ်ခဲ့တယ်ဘာတွေသုံးခဲ့တယ်ဆိုတဲ့အချိန်မှာဒါတွေကိုစင်းရင်ပြောက်အင်းပြောက်နဲ့ပေးရတဲ့အနေထားမျိုးတွေဆိုတော့အဲဒါသူတို့တွေတိုက်တာလို့ဆိုတဲ့အနေထားမျိုးအထိကိုဟိုပေးထားတယ်လို့ဒါယူဆလို့ရပါတယ်ဟုတ်ကဲ့ဘိုးကြီးအမျိုးသမီးတွေကိုအဝတ်ချွတ်တယ်ဆိုတော့အဲ့ဒါရွာတိုင်းမှာလောက်တာလားခင်ဗျ ကျွန်တော်ကမှလာဆိုကျွန်တော်ကလည်းရွာတန်းကိုတော့လိုက်ပြီးတော့မမြင်နေတာဖြစ်တာပဲလေကျွန်တော်ကကျွန်တော်ဒီကျွန်တော်တို့ကြုံခဲ့တဲ့လူတွေပြောတဲ့ဟာကိုကျွန်တော်ကပြောတာပေါ့နော်အဲကြုံခဲ့တဲ့လူတွေဆိုမှအဲ့မှာအရာရှိအဲတယောက်ရှိတယ်အခုတော့ရှိသေးတော့မသိဘူးအဲ့ဒီအရာရှိကတော့အဲသူတို့ကဆိုရင်အဲ့လိုပဲသူတို့ကတခြားသူ့ရဲ့ဘီမာစစ်တီ2ယောက်3ယောက်လောက်လည်းပါတာပေါ့နော်အဲပါပြီးတော့ဆိုရင်သူကအထက်ကဝင်ဝင်ပြီးတော့ဆိုတော့လေ6ယောက်9ယောက်လောက်ရှိတဲ့အမျိုးသမီးကိုတန်းစီခိုင်းပြီးတော့ပါအရွယ်ဆုံးပေါ့နော်အရွယ်ဆုံးလို့လားအသက်ကြီးတဲ့လူတွေလည်းပါတယ် ီအငယ်ပိုင်းအမျိုးသမီးငယ်တွေလည်းပါတယ်ပြီးတော့အလယ်လက်အမျိုးသမီးပါအကုန်လုံးကိုတန်းစီပြီးတော့မှတရားကိုဒီရှာမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါချွတ်ခိုင်းတာပေါ့နော်ချွတ်ခိုင်းတဲ့ဟာမျိုးတွေကိုဒါသူကဂုံယူသွားနဲ့ကြည့်ပြီးတော့မှဟာတာနှုတ်ပြီးတော့မှပြောဘူးတဲ့ဟာမျိုးတွေကျွန်တော်ကမြင်ဘူးတော့ပြောတာဟိုအဲ့ဒီတော့ကတက်ဖြတ်မှုတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ကြားတာအဲ့ဒီတော့ပုံစံမျိုးကတကယ်ကိုအပြတ်ရှင်းပေါ့နော်ဟိုလူနေအိမ်မကြံရတခါတည်းမှပဲလူတွေနေခဲ့တယ်လို့တော့မသိရအောင် ကျွာတွေအကုန်လုံးမီးရှို့ရတဲ့ပစ္စည်းယူပင်းသက်ပေါ့ဟိုအဲ့လိုမျိုးကြားသိရတယ်ဆိုတော့အဲ့ဟာမျိုးတွေနဲ့ပတ်သက်ပြီးတော့ဟိုဝိပါများပြောပြနိုင်တာရှိဘူးอืมခဏပြောရတဲ့မှာ तू မှန်မှန်မှန်နေပြအဲ့မှာစစ်စီပြောက်ကမတင်ကားလို့ပြစ်လိုက်ပြီးပြစ်လိုက်တဲ့အချိန်မှာအဲ့လိုတေရောပြီအဲ့လိုပဲနောက်ထပ်ထပ်ပြေးတယ်အဲ့လိုထပ်ပြေးပြစ်လိုက်လေတေရတေရတေရ15ရောက်လောက်တေရောတဲ့အချိန်မှာတခြားလူတွေကတခြားရွာကိုပြောင်းပြီးအဲ့ဒီမှာရွာတွေကရွာစင်တွေဆက်နေတဲ့ခါကျတော့နောက်ထပ်တရွာကိုပြောင်းပြီးပြေးကြလာပါဗျာပြီးတော့ကျတော့တိုးတွေလည်းဝင်ပြေးကြတယ် အဲ့မောင်တော်နဲ့အမှုမောကာလန်တစ်ချောင်းမှာကတစ်ဖက်မှာမယူတောင်ရောရှိတယ်တစ်ဖက်မှာကပင်လဲရှိတယ်ပင်လဲကတော့ပင်လဲဘက်ကပြီးလို့မရအောင်ပြီးလို့မရတဲ့ခါကျတော့ဒီဒီပေါ်ပြီးတက်ကြရတယ်တချို့တွေကျတော့နောက်ထပ်တစ်ရွာကိုပေါင်းတယ်အမှတည်တဲ့အလောင်းတွေကတော့ဒီတိုင်းကြံခဲ့တာပေါ့အဲကြံခဲ့တယ်အကြံခဲ့ပြီးတော့ဆိုတော့မီရှုပင်မီရှုတဲ့အချိန်မှာခဏတော့ကပြောစလိုမျိုးအဲ့ဒီမှာဘယ်သူတွေရှိမလဲစစ်တပ်ရှိမလဲစစ်တပ်ကနေပြီးတော့ထွက်သွားပြီးတော့မှအခြေချနေတဲ့လူတွေရှိတယ်ပြီးကြရဆိုရင် နေသားတော်ရဲရဲ့အင်အားလည်းနေရမဟုတ်ဘူး။နေသားတော်ရဲ့အင်အားလည်းနေရမဟုတ်ဘူးတော့အဲ့မှာရဲရဲ့မိသားစုဝင်တွေရဲ့တာကြီးတာကြီးသမီးကြီးအဲ့လိုမျိုးတွေလည်းရှိတယ်။အဲ့မှာကအကုန်လုံးကအဲ့ဒီချိန်တုန်းကတော့ဒါတော်တော်လေးကိုကိုဟိုအစီငေါ်တွေတက်နေတာပေါ့ဗျာ။လူရဲ့အခြေခံစိတ်ကသူများပစ္စည်းကိုဒါလကားရမယ်ဆိုရင်ဘာပဲဖြစ်ဖြစ်ဟိုဖြစ်ကြမှာယူရမယ်ဆိုတာခါကျတော့သူတို့ကအဲ့ဒီမှာအဲ့ဒီဟာတွေကိုယူငင်ဖို့အတွက်ကိုသူက ီစစ်တပ်တွေရဲ့နောက်ကနေလိုက်ကြတာကိုစစ်ကြောင်းထိုးတဲ့စစ်တပ်တွေရဲ့နောက်ကနေကိုလိုက်တာဒါအရွယ်ဆုံးလူဆုံးဘယ်သူတွေဘယ်ဝါတွေဆိုတော့မသိပေမဲ့အဲအဲ့လိုမျိုးခဏပြောတဲ့လူတန်းသားတွေပါနိုင်တယ်ကျွန်တော်ကျွန်တော်ပြောချင်တာအဲ့လိုမျိုးတွေပါနိုင်တယ်ကျက်စင်သူတို့ကဒါစစ်ကြောင်းတစ်ကြောင်းကတရွာဝင်ပြီးရောလို့မလို့ဟိုမပြီးသေးဘူးနောက်ထပ်တရွာဦးကူတယ်အော်ကူတော့မဲ့အချိန်မှာကြံခဲ့တဲ့ပစ္စည်းအဲကျွဲနွားဆိုင်ကေဦးဒါဥတဲ့လူကယူကြတာဖြစ်တာဖြစ်တဲ့တော့နောက်မှလိုက်လာတဲ့လူတွေကခဏပြောတဲ့ ဝန်ထမ်းတွေရဲ့မိသားစုဝင်တွေလည်းဖြစ်နိုင်တယ်လို့ကျန်တဲ့ခဏပြောတဲ့ဒေသခံတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးပါဟုတ်ကဲ့ပါဘိုးကြီးနေနဲ့ရောဒီဖြစ်စဉ်တွေထဲမှာမေးမရနိုင်တဲ့နော်ကိုယ်တိုင်မျက်မြင်တွေ့ခဲ့တဲ့ဟိုဖြစ်စဉ်မျိုးတွေရှိလားမေးမရတဲ့ဟာမျိုးဆိုတော့အရင်တော့ကျွန်တော်ကဆိုင်ငင်းတဲ့သွားနေကြအဲ့လမ်းတွေမှာသွားနေကြအဲ့အောင်ခဏပြောတဲ့ Ranger မိသားစုကကလေးလေးနဲ့လည်းကလေးလေးဖိုင်နဲ့လည်းစကားပြောပြီးတော့မှအဲ့လိုမျိုးနေနေတဲ့လူတယောက်ကသူတို့ရဲ့ မျိုးလုံးတွေကိုတော့တတိယနေပါဘူးနော်သူတို့ရဲ့မျိုးလုံးတွေသူတို့တွေကတကယ်ကိုအခက်ခဲအကြက်တဲဘောင်းစွာမြောက်မြောက်စွာနဲ့နေနေတဲ့လူတွေကခုချိန်မှာဘယ်စီဘယ်ဝဲကြောင်မှန်းမသိတော့ဘူးပေါ့ဒါတွေကိုတော့အပေါ်လုံးကတကယ်ကိုရုပ်ရှင်တစ်ခုလိုပဲအမှတ်ရနေတော့ဗျာအပေါ်လုံးကမျိုးလုံးရှိမှာပဲဖြစ်သွားတယ်ဒီရွာတွေကကျွန်တော်ရောက်ခါစားတော့ဒီရွာတွေကတကယ်ကိုဟိုအောက်ခြေလူတန်းသားတွေတကယ်ကိုလေဆိုင်ပြီးတော့မှလေလုတ်ပြီးတော့မှနေနေတဲ့ အဖွဲတွေပေါ့နော်ဒါတွေကကျွန်တော်မြင်ငွေရှိမှာဖြစ်သွားတဲ့ဟာတွေအကုန်လုံးကအဲ့ဒီမှာအိမ်တွေအကုန်လုံးကမိခိုးလုံးနေနဲ့အဖြစ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဟိုအဲ့ဒီသူတို့တက်တွေထွက်သွားပြီမဲ့နောက်မှာကဒီတိုင်းတည်တဲ့ဓာတ်ဘော်ဒီတွေကထွက်တဲ့အနက်အနေနဲ့ဘာတွေနဲ့တောက်လျှောက်ကျွန်တော်တို့လမ်းတော်လမ်းလာဒီမှာအမြဲတမ်းအနံ့နေကြပြီးတော့မှအဲအမနှမြုပ်ပဲအနံ့နေတယ်ဒါမျိုးတွေကြံခဲ့တယ်ဗောနော်ဘိုးကြီးအဲ့တော့လေစစ်တပ်ရဲ့ဒီစစ်စင်ပုံစံနေနေတဲ့ပုံစံကိုနည်းနည်းပုံပြီးတော့အသေးစိတ်ပြောပြပါလား ူမှာ plan တော့ရှိမှာပဲလေ operation plan ပေါ့ဒီဘာတွေဘယ်လိုရှုမယ်ဘယ်လိုတွေတက်မယ်ဆိုတာတိကျတဲ့မဟာဗျူဟာညွန်ကြားချက်ရှိသူတို့ဖြစ်ချင်တဲ့ဟာကဘယ်လိုမျိုးလဲဆိုတော့ဒါတွေမရှိရင်ပြီးပြီကွာဒါအဆုံးဆုံးကဘာလဲဆိုတော့ဒီကောင်တွေမရှိရင်ပြီးပြီဒီကောင်တွေအကြောင်းဖြစ်တယ်ပြဿနာတွေအကုန်လုံးကဒါပဲသူတို့မျက်လုံးထဲမှာသူတို့မျက်လုံးထဲမှာမြင်နေဒါကိုအရင်ကနေ့က plan ဆွဲထားပြီး plan တော့အရင်ကနေ့ဆွဲထားတာဒီဖြစ်စဉ်ကိုနောက်ဆုံးအပိတ်ကဘာလဲဆိုတော့ဒီနေရာမှာဒီကောင်တွေမရှိရင်ရပြီ ပြီးတော့ဒီကောင်နေနဲ့ပတ်သက်တဲ့ခြေရလက်ရလည်းဘာမှမရှိရင်ရပြီဆိုတဲ့အနေအထားမျိုးနဲ့လုတ်သွားတာလို့ကျွန်တော်ကတော့ပြောလို့ရတယ်ကွာဟုတ်ကဲ့ဆိုတော့ဘလိုအမိတ်နေပဲပေးပေးလေတက်မတော်သားတွေအရာရှိတွေဆိုရင်လည်းလူသားတွေပဲဘိုးကြီးတို့ဆိုစောရောက်နေတယ်ဒီလူတွေရဲ့အခြေအနေကိုလည်းနားလဲတယ်ဆိုတော့အဲတချို့ဆိုလို့ရှိရင်လည်းဒီခုမှဟိုပြိမာကြီးကနေလာတယ်ဆိုပေမဲ့အတိုင်းအတာတစ်ခုထိရတော့လူစိတ်ရှိကြတာ ਈ ပဲဆိုတော့ဒီလို blind ကိုတခါရဲ미쇼ရမယ်တက်ဖြတ်ရမယ်ဖယ်ထုတ်ရမယ်ဆိုတော့ကိစ္စမျိုးอ่ะ ဟိုတွန်းဆုတ်တဲ့မထမ်းဆောင်ကျင်တဲ့တက်မတော်သားတွေရောရှိကြလားဘုန်းကြီးအဲ့တုန်းကလေဒီစစ်တပ်ထဲမှာကဘယ်လိုမျိုးအနေထားရှိလဲဆိုတော့ဒီရိုဟင်ဂျာကျွန်တော်တို့ဒီဘက်ဟိုရိုဟင်ဂျာသူတို့တွေကဘင်္ဂလီကလာသူတို့တက်ဖို့တက်ဖို့တော့ကတော့ထွေထူးထူးမလိုဘူးလို့သူတို့စိတ်ထဲမှာရှိနေတာဗျသူတို့စိတ်ထဲမှာရှိနေတယ်ပြီးကြရဆိုရင်သူတို့ကိုတက်လိုက်ခြင်းကကျွန်တော်တို့ကတကယ်ကိုအမျိုးပါလား တာရဏာအတွက်ဒီနိုင်ငံမှာတာရဏာတော့ပြန်ပွားဖို့အတွက်ကိုဒါတကယ်ကိုစစ်တီတော့တယောက်အနေနဲ့အဲဖြစ်တယ်ဆိုတော့ယုံကြည်ခြင်းမျိုးရှိတဲ့လူကအကုန်လုံးလို့လို့ပဲဟိုတချို့ဖြစ်ရတယ်ဆိုရင်လေအဲ့လိုမျိုးလူစုလိုက်ပြောလဲတက်တာတွေတည်းမှာတချို့ဆိုလို့ရှိရင်စစ်တပ်ကလည်းဝန်ခံတာတွေရှိတယ်ခင်ဗျဟိုခုံရုံးတင်နေဆိုပြီးတော့မှလုပ်ပြတာတွေလည်းရှိတယ်ဟိုဂူရာပြင်တို့လိုကိစ္စတွေမှာပေါ့နော်ဆိုတော့အကြီးအကျယ်တက်ဖြတ်တာဟိုဥမာအဖြစ်လူယာနဲ့ခြီးပြီးတက်ဖြတ်တာတွေဟိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘွေးကိုယ်တိုင် ဟိုတိတိကျကျတိခဲ့တာဘာတွေရှိလဲခင်ဗျာဘယ်နေရာတွေလဲကုလားပြင်းမှာခဏတော့ပြောတဲ့စုလိုက်ပလက်တီတက်ကြကြီးပေါ့ညာတက်ဖြတ်ကြအဲ့ခဏပြောတဲ့ခုံယုံနေပါလေဖွဲ့ပြီးတော့မှအဲ့ချိန်တုန်းကကျူးလွန်ခဲ့တဲ့တန်ရင်မှုတယောက်ကိုချုပ်ထားတယ်ဘူကင်းချုပ်တယ်မှာအဲ့ဒီဘူကင်းချုပ်ကကျွန်တော်တို့ဒီခလာရ133ရဲ့ဘူကင်းချုပ်အဲ့ထက်မှာအဲ့ဒီတုန်းကကျူးလွန်ခဲ့တဲ့တန်ရင်မှုကိုချုပ်ထားတယ်ဒါပေမဲ့ထုတ်ထားတာရောင်ပြထုတ်ထားခြင်းမျိုးလည်းဖြစ်တယ် ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေကသူ့ရဲ့အနေထားကိုတွေ့နေရတာကိုအမြဲတမ်းသူ့ရဲ့အနေထားသူ့ရဲ့လှုပ်ရှားမှုဘာလဲဆိုတော့တစ်ဖက်ကတော့ချုပ်ထားတယ်လို့ပြောပေမဲ့တကယ်တမ်းကတစ်ဖက်ကတော့ဖွင့်ထားပြီးသားပါအဲဒါကတော့ဒါကကျွန်တော်ကအထမဏီကလေးသိတာလေတုံယုံတန်ယုံကဘယ်သိမလဲဒီတိုင်မှုဘယောက်သွားလဲဆိုတော့ချုပ်ထားတယ်ဆိုရင်တကယ်ကိုတိုက်ထဲမှာပိတ်ပြီးထားတယ်လို့မျိုးထင်ထင်သွားနိုင်တယ်တချို့လူတွေကြတော့လေမဟုတ်ပါဘူးเนาะဒါကြသူတို့တွေကဒီဘက်မှာတော့ လုပ်တယ်နောက်တစ်ဖက်မှာတော့ဖွင့်ထားပြီးတယ်ဒါမျိုးအနေထားတွေရှိချုပ်ခန်းထဲမှာရက်တောင်တောက်လိုက်တာကြိုက်တာလုပ်လိုက်တာဒီတက်တက်ဖြတ်မှုတွေနဲ့ပတ်သက်လို့ရောဘိုးကိုယ်တိုင်မြင်တွေ့ခဲ့ရတာရှိလားတက်တာတာခဏကျွန်တော်ပြောသလိုပဲလေသူတို့ဒီတိုင်းကြီးကိုဟိုခဏတက်ပုတ်နေတယ်မှာတက်လာတဲ့ဟာတွေရှိရလေဒူးတော့ဒူးတော့ထိုင်လာတဲ့ဟာမျိုးတွေသူတို့နောက်ကနေတနတ်တွေပါနေနေဖြစ်တယ်အဲ့ခါကျတော့အဲ့လိုမျိုးတော့ကျွန်တော်ကတော့မြင်တော့မရှိဒါပေမဲ့ပြီးတဲ့ဟာမျိုးတွေတော့မြင်တယ်ဒါဒါမျိုးသူတို့လှုပ်ပြီးသွားပြီပေါ့ဗျာလှုပ်ပြီးသွားပြီအဲလှုပ်ပြီးသွားလို့ဒိုင်းထားခဲ့တဲ့ဟာမျိုးတွေဆိုတော့ လိုက်ကြည့်ပြီးတော့မြင်တာပေါ့ဘုရား death body တွေကိုလေတနေရာထဲမှာဘုရားဘလောက်အထိများများမြင်ဘူးလဲဘလောက်အထိများများ10ခန်းနှန်းလောက်ပေါ့နော်10ခန်းနှန်းပေါက်ဝင်ခြင်းပေါ့ချို့နေရာတွေမှာ3လောက်ချို့နေရာတွေမှာ5 6လောက်အဲ့လိုမျိုးတွေပေါ့ပြန်ကျဲပြီးတော့မှကြံနေခဲ့တဲ့ဟာတွေတချို့တွေဆိုရင်တချို့တွေဆိုရင်ထူးထူးဆန်းဆန်းအိမ်ခေါင်အိမ်အိမ်တိုင်းပေါ်မှာတော့တက်ပြီးတော့မှအိမ်တိုင်းပေါ်မှာတက်ပြီးတွဲလောင်းကြီးဖြစ်နေတာမျိုးတွေလည်းရှိတယ်အိမ်ကမီးလောင်သွားပြီကြံခဲ့တယ်ကြံခဲ့တဲ့အချိန်မှာမြည်ကြီးပေါ်မှာမဟုတ်သူကအဲ့အဲ့အိမ်ထုတ်တန်းကြီးပေါ်မှာ အဲဒါဒါမျိုးတွေပေါ့နော်မဲမဲတူးပြီးတော့မှဒါမျိုးတွေခြံခဲ့တဲ့ဟာမျိုးတွေဟုတ်ကဲ့ဘိုးတို့တွေဆိုလို့ရှိရင်နော်ဒီဖြစ်စဉ်မတိုင်ခင်မှာရောဒီဖြစ်စဉ်မှာရောရှိခဲ့တာဆိုတော့ဟိုသူ့ဟာနဲ့သူရိုဟင်ဂျာပဲခေါ်ခေါ်မွတ်စလင်ပဲခေါ်ခေါ်အဲဘင်္ဂလီပဲခေါ်ခေါ်တကယ်တကယ်တမ်းကျတော့အားလုံးကတကယ်လူသားတွေပဲလေဆိုတော့အခါကျတော့ဒီလိုအခြေအနေနဲ့ပတ်သက်ပြီးတော့ဟိုစိတ်ပိုင်းဆိုင်ရာအဖြစ်ဘလိုတွေကြော်လွားခဲ့ရလဲဟိုဘိုးကြီးတို့ဘလိုတွေခံစားရလဲနည်းနည်းပြောပြပါအဲ့ဒါအဲ့ဒါတော့မလို့ပြောရလေကျွန်တော်က ဲ့ဒီအချိန်ပြီးကနေကကျွန်တော်ကဟိုစွန့်ခေါ်ဖို့ကြိုးစားနေတဲ့လူတော်ဖြစ်တယ်နော်စစ်တပ်ကအဲ့ဒီအချိန်ကနေကစွန့်ခေါ်ကြိုးစားနေပြီဒါကမတော့မယွင်းနေပြီပေါ့ဒါတစ်ချိန်မဟုတ်တစ်ချိန်မှာဒီကိစ္စကမင်းတို့စီကိုရောက်ကိုရောက်လာလိုက်ပြီဒါတွေကမင်းတို့စီရောမင်းတို့စီဆိုတာခဏပြောလို့ခဏဘသူတို့ပြောလဲဆိုတော့တမတ်33ရောက်လာတဲ့တက်ကိုပြောတာမင်းတို့စီကိုရောက်လာလိုက်မယ်တစ်ချိန်မဟုတ်တစ်ချိန်မှာဒီကိစ္စကိုကျွန်တော်ကအထက်ထဲမှာပြောပြောကြတဲ့ဆိုကြတဲ့အချိန်မှာရရှိခြင်းပြောတဲ့ဆိုတဲ့အချိန်မှာ ကျွန်တော်တကယ်ကိုဟိုဖြစ်တဲ့လူတယောက်လို့သူတို့မျိုးလုံးတွေမှာမြင်တာမျိုးလည်းရှိတာပေါ့မြင်တာဆိုတာအာဘာဘာပြောနေလဲပေါ့ဘာပြောနေလဲငါတို့ငါတို့ကငါတို့လည်းလုပ်နေတာငါတို့ဘာပြောနေလဲဒါဒါမျိုးအနေထားမျိုးတွေရှိတယ်ပေါ့ဒါတကယ်တမ်းကျတော့သူစိတ်ထဲမှာဘာကနေဘယ်လိုတွန်းအားပေးထားလဲလို့မသိဘူးဒါကျွန်တော်ကတော့တမန်လူတယောက်ဖြစ်တာဖြစ်တဲ့အတွက်တချို့ကရှင်းရှင်းလေးပဲတွေးတယ်ရှင်းရှင်းလေးပဲမြင်တယ်ဒီဟာတွေကမဟုတ်ဘူးဒါကမလို့ပါဘူးဆိုတာဒါရှင်းနေတယ်အဲ့ဒီအချိန်ကနေကစကျွန်တော်ကကြိုးစားနေတဲ့လူတယောက်ဖြစ်တယ် ဒါဒီအခုချိန်မှာတော့ဒါကျွန်တော်ပြောပြောချင်းဆိုတာကလည်းခဏပြောဆိုအဲသူတို့ရင်ဂျာတွေရဲ့ဂျိုးဆောင်ရှိနေလည်းမဟုတ်ဘူးကျွန်တော်တခြားကိုမတက်ကိုဒါကဒီကိစ္စကပြောဖို့ပြောရမယ်မပြောလို့မရဘူးမပြောဘဲနဲ့လည်းငါတိမ်တော့ချင်းဆိုတာဖြစ်လို့မလို့ကျွန်တော်ကလည်းပြောတာဒါအရှင်းရင်းလေးပဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တွေ့ရင်ဘိုးကြီးကိုမေးကြမှာပဲလေအဲအဲ့လိုမေးကြတဲ့အခါကျရင်ဘိုးကြီးနေနေကစစ်တပ်ရဲ့ဒီကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးတော့ဟိုတိတိကျကျတက်တည်အနေနဲ့ပြကြရှိလား တက်တည်ပြတရားကအရန်ကိုခင်းရင်ပဲပြအဲ့အချိန်တော့အကုန်လုံးကဖုံးနေအကုန်လုံးကိုလည်းတင်ပြီးတော့မှအကုန်လုံးဖြတ်ပြီးတော့မှဒါမျိုးတွေကိုဒီကိစ္စနဲ့ပတ်သက်တဲ့ဓာတ်ပုံမှတ်တမ်းဗီဒီယိုဖိုင်တွေအကုန်လုံးကအချိန်ချင်းအခါခါဒါတပတ်ကိုကို3 4 5ရက်လောက်ကိုအချိန်ယူပြီးတော့မှနေရောညရောဒီကိစ္စတွေကဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆိုရင်မင်းတို့တွေကိုကျိုးကွင်းကိုမစွန့်နဲ့ပေါ့ဗျာဒီကိစ္စတွေကဟိုမပတ်သက်နဲ့ပေါ့ဒါတွေအကုန်လုံးဖြတ်မင်းတို့ပြောနေကြတဲ့စကားတစ်ခုရှိတယ်ကျိုးကွင်းကကျိုးကွင်းကအဝေးကြီးမှာပေါ့နော် ကျိုးခွင့်အဝေးပါအဲ့ဒါကိုမင်းတော်တော်ပြီးတော့မှဆွတ်ဖို့မကြိုးစားနဲ့မင်းတို့ကနေအဲ့တော့မင်းတို့ကနေပြန်ဆက်မင်းတို့တပည့်လေးစီမှာလည်းရှိရင်ဖြစ်ဆိုပြီးတော့မှဒါဒီအကုန်လုံးဖြတ်ခိုင်းတာဆိုတော့ကကျတော့တော်တော်လေးကိုရှားတဲ့အနေအထားမျိုးမှာရှိရတတ်သေးရပြီးကြခဏတော့ကြည်သုံးတဲ့စီးရင်ကြည်သုံးတဲ့စီးရင်နဲ့ဖြစ်စဉ်နေနဲ့ပတ်သက်ပြီးသွားရဆိုရင်ဒါကကဥကစစ်ဥပဒေချုပ်ကိုယ်တိုင်ကဆင်းလာပြီးတော့မှအဲ့မှာနာခလေးမောရော်ဒီမှာရုံထိုင်ပြီးတော့မှဒီဟာတွေကို ဒီဇလန်းတွေကိုအသက်တဖန်တီထွင်ပြီးတော့မှခြေရလက်စဖြောက်ခဲ့တာဆိုတော့အခါကျတော့တော်တော်လေးကိုကိုအကိုရဲ့ပြောပြောတဲ့ဟာအရန်ကိုခဲရင်ကုလပြပြဆုံဆုံဖြစ်ကြပေးတဲ့အတွက်ဗိုလ်ကြီးနေမျိုးသက်ကိုကျွန်တော်မြန်မာနောင်ကကျေးဇူးတင်ပါတယ်